အေးဝါအေးကြနော်အေးမောဝါရင်ဘာလေးဘာလေးဆိုးကျိုးတွေဖြစ်တယ်ဆိုပြီးတော့ပဲဒေါက်တာပြောလေးရှိတယ်ပေါ့နော်တကယ်တမ်းအေးဝါရင်ရောဘာကောင်းကျိုးတွေရှိလဲဆိုတာဒေါက်တာတစ်ခါမှမပြောဘူးသေးဘူးဆိုတော့ဒီဗီဒီယိုလေးမှာအေးဝါတဲ့အချိန်မှာဘာကောင်းကျိုးတွေရှိလဲဘယ်အချိန်မှာဘယ်ဟော်မုန်းလေးတွေထွက်လို့ skin ကဘလို့လှသွားတာလဲဆိုတာကိုဒီဗီဒီယိုလေးမှာဒေါက်တာပြောပြပေးမယ်မင်္ဂလာပါကျွန်မဒေါက်တာယူရီပါ အရေးပြချမ်းမရင်းနဲ့အလှပါကို knowledge share အမြင်လုပ်ပေးနေတယ်အလှပါရေးရဆောင်ဝင်လည်းဖြစ်တယ်လို့အမျိုးသမီးချမ်းမရေးကိုဘူဒ္ဓမျှဝေပေးနေတယ်ဆောင်ဝင်လည်းဖြစ်ပါတယ်ဒရက်စီမသင်တန်းလေးနှစ်ခုတော့ရှိပါတယ်တစ်ခုကကြတော့ဒီလူငယ်တွေကို target လုပ်ထားတဲ့တကူရေတန့်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းဆိုတဲ့အကြောင်းလေးပါသူတို့ခန္ဓာကိုယ်ကိုဘယ်လိုကျူးစားရမလဲ personal hygiene ကောင်းဘယ်လိုလုပ်ရမလဲဆိုတာကိုပြပြပေးထားပါနောက်တစ်ခုကကြတော့အမျိုးသမီးငယ်လေးတွေ filler ထိုးခြင်းနဲ့ငွေကြေးမတက်နိုင်မှုဆောင်ဝင်လေးစီကိုတွားမှလည်းကြောက်တယ်လမ်းမမီဘူးဆိုပြီးတော့လှခြင်းတဲ့အချိန်ကြတော့ထို းကြရင်လည်းဆရာဝန်မဟုတ်တဲ့လူတွေနဲ့ထိုးကြရတယ်။အဲ့တော့တာဝန်ယူမှုတွေနဲ့လာတယ်မလိုအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်လာကြတယ်။အဲ့တော့ဒီ class လေးကကြတော့ filler ကြောင်းတီကောင်းကြရဆိုတဲ့ဒီ class လေးကကြတော့သူတို့လေးတွေရှိတဲ့အခြေခံမှုတူတာကြောင်းလေးတွေကိုပြောပြထားတာဖြစ်ပါတယ်။အဲ့တော့ဒီ class လေးကို join ချင်တဲ့ဆိုရင်တော့ Facebook မှာ Dr. Yuri ကိုရှာလိုက်ပါ။ပြီးရင် Messenger ကိုတန်းသွားပြီးရော admin C ကို ဒီ class လေးတွေ private class တွေ join ကြလို့ပါလို့ပြောရင်းရပါတယ်ပထမဦးဆုံး popular ဖြစ်ဆုံး hormone အရေပြားကို rejuvenate လုပ်ပေးနိုင်တဲ့ hormone ကကြတော့ melatonin ဖြစ်ပါတယ်ဒီ melatonin ကည9နာရီဆိုရင်စပြီးတော့ထွက်တယ်သူ peak အရောက်ဆုံးချိန်ကကြတော့12နာရီနဲ့3နာရီအတွင်းမှာ peak အရောက်ဆုံးအချိန်ဖြစ်ပါတယ်သူ့ရဲ့အလုတ်တောင်ဝင်တွေကကြတော့သူဒီ antioxidant အလုတ်တောင်ဝင်ရှိတယ်ပြီးတော့တို့တို့ရဲ့အရေပြား cell turnover over ဖြစ်ဖို့အတွက်ကိုလည်းတောင်ဝင်ယူပေးတယ်အရေပြား hydrate ဖြစ်နေဖို့အတွက်လည်းသူကတောင်ဝင်ယူပေးတယ်အနာတစ်ခုခုကျက်ဖို့ ော်တော်တို့ဒီ repulsors လေးတွေ repair လုပ်တာပြန်ပြီးတော့ပြုပြင်တဲ့အပိုင်းတွေကိုဒီမလက်တိုနေကတောင်းယူထားတာဖြစ်တယ်။နောက်တစ်ခုကကျတော့ growth hormone ဖြစ်တယ်။ growth hormone ကကျတော့ည10နာရီကနေပြီးတော့12နာရီကိုထွက်တာပါ။ deep sleep ဖြစ်နေတဲ့အချိန်ပေါ့နော်။ um အအရေးကကျတော့လုံးဝမသိပဲနဲ့နင်းနင်းချိုက်ချိုက်ကိုအိပ်နေတဲ့အချိန်ကြာမှစောစောပိုင်းဒီ10နာရီကနေ12နာရီအတွင်းကိုထွက်တာဖြစ်ပါတယ်။သူကဘာအတွက်ကောင်းမွန်စီရလဲဆိုတော့တော်တော်တို့အရင်ကအခုပြောနေတဲ့ collagen production အတွက်အရင်ကောင်းတဲ့ wall healing နဲ့ကောင်းတဲ့ skin cells အသစ်လေး ေးတွေဖြစ်ဖို့အတွက်ကိုအများကြီးလှုံ့ဆော်မှုပေးပါတယ်။နောက်တစ်ခုကကျတော့ insulin like growth factor 1ဖြစ်ပါတယ်။သူကကျတော့ growth hormone ကနေပြီးတော့ လှုပ်ဆော်လိုက်လို့ထွက်လာတဲ့ IGF1 ဟော်မုန်းလေးဖြစ်ပါတယ်။သူကဗမာအကျုံးဝင်လဲဆိုတော့တို့ cell repair တွေလုပ်ဖို့ပြီးတော့ skin growth တွေလုပ်ဖို့အတွက်ကိုသူအများကြီးအကျုံးဝင်ပါတယ်။ပြီးတော့ရောင်ရမ်းမှုတွေကိုလည်းအများကြီးတက်တာကြီးတယ်။တို့ skin texture တွေမညင်ညာဘူးဆီယာမရေးဆိုပြီးပြောပြောနေကြတာလေ။ဒါကကြတော့သူရဲ့အလုပ်ဖြစ်ပါတယ်။ skin texture ရအောင် smooth ဖြစ်ဖို့အတွက်သူကလုပ်ပေးရဖြစ်ပါတယ်။နောက်တစ်ခုကကြတော့ cortisone hormone stress hormone ။တို့ကောင်းကောင်းနှင်းနှင်းချိုက်ချိုက်အိပ်နေတဲ့အချိန်ကြာရင်အဲ့ဒီ cortisone hormone stress hormone ကလုံးဝနည်းနေရ။ 没得钱家人假如啊，还要偷面了、哦。 အဲ့တော့ဒေါက်တာတို့ကကြတော့မရှိတာကိုပဲကြိုက်တာညာဘက်မှာအဲ့ကော်တီဆိုဟော်မုန်း stress ဟော်မုန်းနည်းနေတာကိုပဲဒေါက်တာတို့ကကြိုက်တာနည်းတယ်ဆိုရင်ဒေါက်တာတို့မူတို့ရဲ့ရောင်ရမ်းမှုနှုံးနေရအများကြီးကျဆင်းတယ်ဒါတို့ဝက်ချံဖြစ်နှုံးနေအများကြီးကျဆင်းတယ် pigmentation ထွက်နှုံးနေအများကြီးကျဆင်းတယ် collagen နေတိတိသားသားကိုလှုပ်ဆောင်နိုင်စွာကိုပို့ပြီးတော့ကောင်းစေတယ်အဲ့တော့ဒီကော်တီဆိုဟော်မုန်းလေးကျနေတဲ့အချိန်ကျအရေးပြားကခေါင်းဖြစ်နေတာပေါ့နော်အာဒီ balance skin ဖြစ်နေတာ texture ဖြစ်နေတာ smooth ဖြစ်နေမှာကိုတွေ့ရတယ်ဒါပေမဲ့ပြဿနာကလူတိုင်းကကျတော့ညာ ိုးချုံမိုးချုံမိုးချုံမအိတ်တဲ့ချိန်ကျကော်တီဆုံးနေရမြင့်မြင့်မြင့်သွားတဲ့ချိန်ကျတော့အဲ့ဒီဟာရပြောင်းပြန် effect ကိုတော်တော်ရကျွန်တော်တို့ရကြတာပေါ့နော်နောက်တစ်ခုကမြူသမီးရေမှာဆိုရင်တော့ estrogen hormone လေးထွက်ပါတယ်အာကျွန်တော်တို့ရဲ့ဒီညာဘက်ဒီ deep sleep ရနေတဲ့ချိန်ဆိုဒီ estrogen hormone လေးထွက်တယ်အဟာကကျွန်တော်တို့ဘာအတွက်ကောင်းလဲဆိုတော့ collagen production ကောင်းတယ် skin ကို hydrate ဖြစ်စေတယ်ကျွန်တော်တို့ရဲ့သွေးလက်ပတ်မှုတွေကိုပိုကောင်းစေတယ်အဲ့တော့အဲ့ဒီသွေးလက်ပတ်မှုကနေပြီးတော့အရေပြားကိုပို့ပေးတဲ့ oxygen နဲ့ nutrients တွေကိုပိုကောင်းအောင်ဒီ estrogen ကလုပ်ပေးတာဖြစ်တယ်နောက်တစ်ခုကကျတော့ testosterone ဆုံးဟော်မုန်းထွက်တယ်။တက်စတိုစတိုင်းဟော်မုန်းကကြောက်တော့တို့အိတ်ချိန်မှာဒီ REM stage တခုရှိရယ်ပေါ့နော်။ဒီ REM stage မှာသူကထွက်တာဖြစ်ပါတယ်။ဘာလို့ပြရလဲဆိုတော့တို့ရဲ့ skin barrier sensitive skin မဖြစ်အောင်ဒီ skin barrier ကောင်းအောင်သူကလုပ်ပေးတယ်။နောက်တစ်ခုကကြောက်တော့သူက အာတကယ်လို့ imbalance ဖြစ်လာတယ်ပေါ့နော် test ဆုံးက imbalance ဖြစ်လာတယ်ဆိုရင်ဒေါက်တာတို့ဒီချွေးပေါက်ကြီးတွေအကျယ်ကြီးတွေဖြစ်ပြီးတော့ why ကအများကြီးထွက်လာပြီးတော့ acne ဖြစ်အောင်တော့လှုပ်ဆော်ပေးတာအကောင်ကသူကဖြစ်ပါတယ်အဲကြောင့်ဒေါက်တာတို့ဒီ eight four လို့ eight four လို့လို့ပြောတာကြတော့အဲ test ဆုံးကိုကြောက်လို့ပေါ့နော်အဲဒီ test ဆုံး imbalance ဖြစ်မှာတော့ဒေါက်တာတို့ကကြောက်လို့ဒေါက်တာတို့စီမှာ proper sleep ရှိသင့်ပါတယ် ကဲအဲဆိုတော့ဟော်မုန်းတွေထွက်တာတွေတို့တို့သိပြီအခုဆိုရင်တို့တို့ဒါကို deep sleep ရှိရမယ်အဲ့ချိန်က9နာရီကနေ9နာရီရှိရမယ်ပြီးတော့သတိထားမိလားတော်တော်များများတော်တော်ပြောလိုက်တာဒီ10နာရီ17နာရီပတ်ချလဲမထွက်တဲ့ဟော်မုန်းတွေများတယ်နော်အဲ့တော့တို့တို့က right time မှာအိပ်ဖို့လိုအပ်ပါတယ်ညတနာရီ2နာရီမှသွားအိပ်တာထက်ဆိုင်ရင်တနာရီဆုံးကိုယ့်ရဲ့အချိန်ကို manage ကောင်းကောင်းလုပ်ပြီးတော့10နာရီ17နာရီကနေပြီးတော့စပြီးတော့အိပ်တတ်တဲ့အကျင့်လေးတွေလုပ်တယ်ဆိုရင်တော့ပိုကောင်းပါတယ် မြန်မာပြည်ကတော့10နိုင်မှာထွက်ကြရပါအဲ့တော့ဒါတော့17နိုင်ထက်ပိုပြီးတော့နောက်မကြစီခြင်းဘူးပေါ့နော်အဲ့တော့ tips တွေပြောမယ်ပေါ့နော်တို့8တဲ့ချိန်ကျရင်လုံးဝ deeply ရအောင်ဘာတွေလုပ်လို့ရလဲဆိုရင်ကြတော့တတ်နိုင်ဆုံးတော့တို့ဒီ8တော့မယ်ဆိုရင်တို့ရအခန်းလေးတွေက dark room ဖြစ်နေလို့လို့တယ် dim light လေးနဲ့ရှိနေဖို့လို့တယ်ပေါ့နော်အဲ့ဟာမှတို့ melatonin ကိုအများကြီး boost လုပ်ပေးနိုင်မှာဖြစ်တယ်မဟုတ်ဘူးလင်းနေရဆိုရင်တော့ melatonin ကမထွက်ဘူးပြီးတော့တို့တတ်နိုင်ဆုံးတော့တို့ဒီမအိတ်ခင်တတ်နိုင်2နိုင်လောက်ကလေးကဒီ blue light တွေကိုရှောင်ဖို့လို့တယ်ဒီ screen တွေ laptop တွေ င်ဖုန်းနေတက်နိုင်ဆိုတို့တို့ပိတ်ဖို့လိုတယ်ပြီးတော့တို့ hydrate and moisturize လုပ်ဖို့အတွက်ကကြတော့အာတို့ဒီ skin care ကကြတော့ညမအိတ်ခင်မှာ cleansing လည်းလုပ်လို့လုံးမှရမှာဖြစ်တယ်လို့ cleansing လုပ်ပြီးပြီဆိုရင်လည်း moisturizer လေးကတော့ at least ပြန်လိမ့်မှရမယ်အဟမှာတို့ skin ကကြတော့မအိတ်ခင်လေး moisturize ဖြစ်နေမှာတညာလုံးကို overnight အနေနဲ့ထားထားလို့ရမှာလို့ဖြစ်ပါတယ်ကဲအဲ့ဒါဒါပေမဲ့ဒါတော့ရည်စရာလေးတစ်ခုအနေနဲ့ပြောချင်တာကကြာပါဒါတော့အခုကကြာ skin care tips တွေပြောနေရဲအဲ့ချိန်မှာအာဘလို့ ဟော်မုန်းတွေထွက်တယ်လို့ပြောမိမယ်ဒေါက်တာတို့အနေထားအရကကြတော့နှစ်နိုင်နှစ်နိုင်လောက်မှထမင်းနေထားချက်ရတာရေတွေထတင်ရတဲ့အနေထားတွေတော့ဖြစ်နေတာပေါ့နော်အဲ့တော့တနိုင်ဆုံးကိုကလည်းဒီဘက်ကဟာလေးကိုသိတယ်ဆိုရင်တော့ဘယ်လိုပြန်ပြီးတော့ balance လုပ်ရမလဲဆိုတာတော့အာချိန်စားတက်မယ်လို့တော့ဒါတော့မျှော်နေပါတယ်။ဘာဖြစ်ဖြစ်ဒီအသိပညာလေးရှိထားရဆိုရင်လည်းအများကြီးကောင်းပါတယ်။ဆိုတော့ဒီအိတ်ဆက်ချင်းကနေပြီးတော့လုံလောက်တဲ့အိတ်ဆက်ချင်းရ ကနေပြီးတော့ဒေါက်တာတို့ရဲ့အရန်လှပတဲ့အရေးပြလေးတွေကိုပိုင်ဆိုင်ကြပါစေလို့ဒေါက်တာဆုတောင်းပေးပါတယ်။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီ။ဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ်။ skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment တွေအကြောင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တကူးကူးမေးချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြပြဆုံဆုံး မေးထားတယ်ဆိုရင်ရပါတယ်အဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာယူရီယန်လေးတွေမေးတာတဲ့မိခွန်းလေးတွေအရင်များတယ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြည့်ရဆိုပေမဲ့အလင်းမသိတာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးရောဖြည့်ပေးရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay ယူရီယန်လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာတို့မေးချင်တာလေးတွေကိုတို့ဒါဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှိမယ်ဆိုရင်တော့3 minutes လောက်ထိကိုတို့ဒါကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာတို့ဒါဖြေပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းတို့ဒါပြောပေးလို့ရမယ်အဲ့တော့ အာဒီလိုမျိုးအမေဖြေခန္ဓာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါက်တာအမြင်နဲ့အဲ့ဒီအကောင့်မှာလည်းအမြင်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒေါက်တာမြင်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒေါက်တာရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီကလေးုံလေးပဲရှိသေးတယ်။သုံးမဟုတ်အာဒေါက်တာဒီ post ရဲ့အောက်မှာ first comment အနေနဲ့ဒေါက်တာ mention လုပ်ပေးထား ားမယ်ဒေါက်တာယူရီဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိမ့်လိုက်တယ်ဆိုရင်ဟိုဘက်အောက်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့ဒီမှာ follow လုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်ကဲဆိုတော့ ask doctor yuri as that the account လေးမှာဆုံကြမယ်เนาะ